ီနေ့ကျွန်တော်တို့ယုံကြည်မှုအကြောင်းပြောကြမယ်။ခင်ဗျားတို့ဘယ်လိုထင်လဲ။ယုံကြည်မှုဆိုတာအားကောင်းတဲ့စကားတွေကိုပြောတာလား။ကိုကိုကိုချီးမွမ်းတာလား။မဟုတ်ပါဘူး။ယုံကြည်မှုဆိုတာလွယ်လွယ်ကူကူရလာတာမဟုတ်ပါဘူး။ယုံကြည်မှုဆိုတာကိုကိုကိုပေးတဲ့ဂရုတွေကိုလိုက်နာခြင်းကနေရလာတဲ့တသက်ခံလက်မှတ်ပါပဲ မရင်ရင်သောယုံကြည်မှုကိုတိဆောက်ဖို့အတွက်မြားရဲ့ခံစားချက်တွေကိုရက်ပြီးလှုပ်ဆောင်ဖို့လိုအပ်ပါတယ်ဒီနေ့ခမရဲ့စိတ်ထဲမှာရှိတဲ့တန်တရားအားလုံးကိုဘယ်လိုမျိုးလောင်စာအဖြစ် ပြောင်းလဲပြည့်ရမလဲဆိုတာကိုသင်ယူလိုက်ကြရအောင်ယုံကြည်မှုမရှိသူတွေရဲ့အကြီးမားဆုံးပြဿနာကဘာလဲဆိုတာသိကြလားတကယ်တော့သူတို့ကစောင့်နေကြတာပါငါစိတ်အားထက်သန်မှုရလာရင် စိတ်ခွန်အားတွေရလာရင်စလုံမယ်။ငါယုံကြည်မှုရှိတယ်လို့ခံစားရမှလူတွေရှိမှထွက်ပြောမယ်။ဒါဟာလုံးဝလိန်ညာမှုပါပဲ။ယုံကြည်မှုဆိုတာခံစားချက်မဟုတ်ဘူး။ဒါဟာရလက်ပဲ။ခမရလှုပ်ဆောင်တဲ့အခါမှာယုံကြည်မှုကရလာတာပါ။ခမရမလှုပ်ဆောင်ရင်ဘယ်တော့မှယုံကြည်မှုရှိလာမှာမဟုတ်ပါဘူး။ခမရကြောင်းရမှုရှိနေရင်တော့ အဲ့ဒီကြောက်ရွံ့မှုကိုလစ်လူရှုပြီးရှေ့ဆက်တော့ပါ5မိနစ်စီမင်းကိုမမိကြသေးလားခင်ဗျာခင်ဗျာစတင်လှုပ်ဆောင်တဲ့မိနစ်မှာပဲခင်ဗျာရဲ့ယုံကြည်မှု မြင့်တင်ဖို့ပထမဦးဆုံးအုတ်မြစ်ကိုချလိုက်တာပါပဲမရင်ရင်သောယုံကြည်မှုကိုတည်ဆောက်ဖို့လျှို့ဝှက်ချက်ကနေ့စဉ်နိုင်ပွဲငယ်လေးတွေပဲဖြစ်ပါတယ်ယုံကြည်မှုဟာခင်ဗျာရဲ့ဘဏ်အကောင့်တွေကပတ်စံလိုပါပဲခင်ဗျာကိုကိုကိုပေးတဲ့ ဂတိအတိုင်းလိုက်နာတဲ့အခါအဲ့ဒီဘန်အကောင့်တွေကိုပတ်စံထည့်သွင်းလိုက်တာ ਨੇ အတူတူပါပဲမနေ့9နာရီထားမယ်လို့ဂတိပေးလားထားပါဒီနေ့မိနစ်90လုံးလုံးအလုပ်လုပ်မယ်လို့ဂတိပေးထားလားလုပ်လိုက်ပါခမရဲ့စိတ်ကငါပေးထားတဲ့ဂတိတွေကိုလိုက်နာတယ်ဆိုပြီးတိသွားတဲ့အခါအဲ့ဒီအတိတရားကနေယုံကြည်မှုအစစ်အမှန်စတင်ပေါ်ပေါက်လာပါတယ်ဒါကြောင့်ခမရစကားပြောတဲ့အခါ မြရဲ့အတန်ကိုဟန်အမူယာမှာအဲ့ဒီနေ့စဉ်လှုပ်ဆောင်ခဲ့တဲ့နိုင်ပွဲငယ်လေးတွေရဲ့ခွန်အားကပါလာပါလိမ့်မယ်။ဘယ်သူကမှခမရဲ့ယုံကြည်မှုကိုလာပြီးမေးခွန်းထုတ်နိုင်တော့မှမဟုတ်ပါဘူး။ယုံကြည်မှုရှိတဲ့လူတွေဟာတန်တရားမရှိဘူးလို့ထင်လား။မဟုတ်ပါဘူး။သူတို့လည်းတန်တရားရှိပါတယ်။ဒါပေမဲ့သူတို့ကတန်တရားကိုလက်နက်အဖြစ် ပြောင်းလဲဖြစ်တယ်။တန်တရားဟာခမရဲ့လောင်စာပဲ။ ခမည်းရဲ့ပြိုင်ဘက်တွေကဒါမှမဟုတ်ခမည်းရဲ့စိတ်ကမင်းမလုံနိုင်ပါဘူးလို့ပြောတိုင်းအဲ့ဒီအတန်ကိုစီကန်းနဲ့ပြန်တိုက်ခိုက်ပါသူတို့မေခွန်းထုတ်ရင်ခမည်းပြီးခဲ့တဲ့ရက်90အတွင်းဘလောက်ကြာကြာပြင်းမှန်းခဲ့လဲဆိုတာပြန်စဉ်းစားပါသူတို့တွေလောင်ပြောင်ကြတဲ့အခါခမည်းရဲ့အောင်မြင်ပြီးရလက်တွေကိုသာပြန်ပြလိုက်ပါမရင်ရင်သောယုံကြည်မှုဆိုတာသူများပြောတာကိုနားထောင်တာမဟုတ်ဘူး ကိုကိုကိုဘာမှပြန်မပြောပဲလှုပ်เสียရှိတာကိုဆက်လုံနေတာပါပဲသူများတွေရေမောနေချိန်မှာခမားတိုက်ပွဲဝင်နေတယ်ဆိုတာကိုခမားသိတယ်အဲ့ဒါကတကယ်ယုံကြည်မှုပဲယုံကြည်မှုဟာ ရရှိပြီးရင်ရက်တန့်လို့မရဘူးယုံကြည်မှုဟာ နေစဉ်ထိမ့်သိမ်းရမယ်စနစ်ပါပဲခံစားချက်ကိုရက်လိုက်ပါလှုပ်ဆောင်ပါဒီနေ့ခမားရွေးချယ်တဲ့ခက်ခဲတဲ့လမ်းကြောင်းအတိုင်းပြီးထားတဲ့ခရီးအတိုင်းက ခမရဲ့ယုံကြည်မှုကိုတမဏိလိုခိုင်မာလာစေလိမ့်မယ်။ခမရဲ့အနာဂတ်ဟာဒီနေ့ခမရဲ့ရွေးချယ်မှုအတွက်ကျေးဇူးတင်နိုင်လိမ့်မယ်။မရင်းရိုင်နိုင်တဲ့ယုံကြည်မှုဆိုတာလွယ်ကူတဲ့လမ်းကြောင်းကိုမရွေးချယ်ချင်ပါပဲ။ဒီနေ့ခမရဲ့မရင်းရိုင်သောယုံကြည်မှုကိုတည်ဆောက်ဖို့ဘယ်ကတိကိုအခုချက်ချင်းလိုက်နာမလဲ။ကွန်မန့်မှာပြပြတသားရေးပြီးခဲ့ပါ။ခမရဲ့စီကန်းရှိတဲ့ဘဝကိုတည်ဆောက်ဖို့ channel လေးကိုလည်း subscribe လုပ်ထားပေးပါအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်